ခုကျမ်းပိုင်းကတော့အစံလနံပါတ်67ဖြစ်ပါတယ်အခန်းကြီး67အငယ်1မှ8အိုးဖျားသခင်အကျွန်ုပ်အော်ဟစ်ခြင်းကိုနားထောင်၍အကျွန်ုပ်ဤပတနာစကားကို မှတ်တော်မူပါ စိတ်နှလုံးညှိုးငယ်လျက်မြေကြီးဆုံးမှကိုရော့ကိုအကျွန်ုပ်အော်ဟစ်ပါ၏အကျွန်ုပ်အထက်၌မြင့်သောကြောက်သို့အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ ကိုယ်တော်သည်အကျွန်ုပ်ခိုးလုံရာရန်သူတို့ရှေ့မှခိုင်ခန့်သောရဲတိုက်ဖြစ်တော်မူ၏တဲတော်၌အစဉ်နေပါမည်အတောင်တော်ဖုံးအုပ်ရာ၌ခိုးလုံပါမည်အိုးဖျားသခင်အကျွန်ုပ်ပြုသောတစ္ဆာဂတိတို့ကိုကြားတော်မူ၏နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကိုကျွန်ုပ်အားပေးတော်မူလိမ့်မည်ရှင်မြင်းဤအသက်နေ့ရက်ကာလကို ရှင်းစေတော်မူ၍နှစ်စဉ်မပြတ် နေဆာထာဝရတည်ပါစေသောဘုရားသခင်ရှိတော်၌အနန္တကာလပတ်လုံးနေတော်မူစေတည်းဂိူနာနှင့်တစ္ဆာတော်သည်သူကိုစောင့်မစေတည်းတို့ဖြစ်၍နေရဲ့အစဉ်တိုင်းတစ္ဆာဝတ်ကိုဖြည့်ခြင်းဟာနာမတော်ကိုအစဉ်မြဲထောမနာတည်ခြင်းဆိုပါလေအံ့တည်း Okay now jump by ပြန်တွေ့ကြမယ် bye bye